အခုချူလေးကွန်ဝင်ရတဲ့ကိစ္စကတော့ online မှာအနိုင်ကလုံးကပြည်သူတွေရောပြည်သူတွေရောတွေ့မြင်မိတာဖြစ်မှာပါချူလေးကတော့ဘယ်ကနေဘလို့ကွန်ဝင်ရတယ်ဆိုတာကတော့တရားမှမသိဘူးတချို့ကတော့သူရဲ့ချစ်သူကောင်းလေးနဲ့ကိုဝင်ရတဲ့ဆိုပြီးတော့ပြောကြတယ်တချို့ကတော့ခုလိုမျိုးချူလေးကဖောက်ပြန်မှုနဲ့ပေါ့ဗျာဒါမရရှိတဲ့လင်းမယောင်းနဲ့ဖောက်ပြန်နေပေါ့ချူလေးကတော့လုံခဲ့တဲ့နည်းနည်းကြော်ကလေဒါဘန်ကောက်မှာမရရှိတဲ့လင်းကလေးရှိတဲ့လင်းနဲ့ဖောက်ပြန်တာတနိုင်ကလုံးကလေ တွေ့ပြီးသားဖြစ်မှာပါเนาะဆိုတော့ဘန်ကောက်မှာဒါသွားပြီးတော့ခစီနေပေးတဲ့အထီကိုဖောက်ပြန်ခဲ့တာပေါ့ဗျာအခုတော့ဤချိုးကိုရမင်းသမီးကျော်ဤချိုးကိုရယောက်ျားနဲ့ချူးလေးကဘန်ကောက်မှာဖောက်ပြန်နေဆိုပြီးတော့တရင်တွေထွက်နေခဲ့ဗျာเนาะဒါချူးလေးဟာဘန်ကောက်ကိုခဏခဏသွားပါရီဤချိုးကိုကြတော့သူယောက်ျားမိုးဆစ်နဲ့ကအခုမြောက်နိုင်ငံမှာလက်ရှိအတူတူမနေဘူးသူရယောက်ျားကဘန်ကောက်မှာပဲစီးပွားရေးနှုန်းများစွာကိုเนาะ လောက်ကင်နေတဲ့သူဆိုတော့မြန်မာနိုင်ငံကိုခဏတစ်ဖြုတ်တော့ပြန်လာရတယ်။ဒါပေမဲ့အီချိုဘူကမြန်မာနိုင်ငံမှာပဲသူရဲ့သမီးလေးကိုမွေးဖွားခြင်းတွေကကြတော့မြန်မာနိုင်ငံမှာပဲကောင်းမွန်မွန်မွေးဖွားရပေါ့ဗျာ။ဆိုတော့လက်ရှိချိန်မှာအာအီချိုဘူရဲ့ယောက်ျားမိုးဆက်ကကြတော့ထိုင်းနိုင်ငံမှာပါဗျ။เนาะထိုင်းနိုင်ငံမှာပဲနေတယ်။ဆိုတော့အီချိုဘူယောက်ျားနဲ့ချူလေးတို့ကဖောက်ပြန်တဲ့အခုချူလေးကကိုင်ရတယ်ဆိုပြီးတော့တရင်တွေဖြန့်နေကြတယ်။ဟုတ်လားမဟုတ်လားမသိဘူး။ဒီကနေ့နှစ်ကလေးเนาะချူလေးက ါးမရရှိတဲ့လေနဲ့ဖောက်ပြန်ခဲ့ဘူးဆိုတော့တချို့သူတွေကတော့ယုံပါပဲကျွန်တော်အတိအကျတော့မသိရသေးပါဘူးဗျာတကယ်မှဖြစ်ပါစေနဲ့နော်